novice work နဲ့ infra work နဲ့ကိုနှိုင်းယဉ်ကြည့်မယ်။ Toku model ရော software တို့ရှိတဲ့ Autodesk ရှာသော novice work တို့ infra work စုကအရု Toku model ဆိုတာ integrated model ကိုဒီပေါင်းစပ်ထားတဲ့ model တွေကိုပေါ့နော် funding ပို့အတွက်ဆိုလို့ရှိရင် Autodesk company ကထုတ်ထားတဲ့ novice work နဲ့ infra work နဲ့ဆိုတာ software တစ်ခုရှိပါတယ်တဲ့။အခုဖတ်ပြနေတဲ့ဒီ PDF file လေးကကြတော့ခုခုတို့ကိုဆိုလျှော်ရဲ့ တော့ကို model ကို理解速く支援するတဲ့ PDF ファイルဖြစ်ပါတယ်เนาะ โอเคအဲ့ဆိုရင် novice word နဲ့ infrared နဲ့ကဘာလိချားနာလဲကြည့်ကြည့်အောင်အရင်ဆုံး infrared infrared ကကြတော့ဘယ်လိုနေရာမှာအသုံးပြုလဲဆိုလို့ရှိရင်ဒီမှာ cake ကခု model တို့ဆိုတာရှိတယ်ဒီ project မစခင် planning အဆင့်မှာပေါ့နော် cake ကခုဆိုတော့ဒီ planning အဆင့်မှာ model တွေကိုပေါင်းစပ်ထားတဲ့အခါမှာ infrared နဲ့ပေါင်းလိုက်တယ် infrared နဲ့ပေါင်းပြီးတော့သူက file size ကလည်းတေးတယ်ပြောရမယ်နော်2930 MB ဆိုတော့ file size တေးတေးလေးဆိုတော့ပေါ့တာပေါ့နော်နောက်ပြီးတော့ဒီ code ကြီးရောဆိုတော့ဒီ project စနေပြီဆက် site construction စနေတဲ့ကာလမှာတုံးနေခါမှာလဲ infra work ကိုတုံးနေ file site ကလည်းဒီ990 megabyte ဆိုတော့လဲတေးတေးပေါ့ပေါ့လေးပေါ့နော်ကဲ infra work ကကြတော့သူက yulio software ဖြစ်တယ်เนาะဟို license ဝယ်ပြီးတော့မှတုံးလို့ရရယ်ပေါ့เนาะ mulio အနေနဲ့တုံးလို့မရပါဘူး အဲ့ဆို novice work ကရောကြည်ကြည်အောင် novice work ကကြတော့ဒီ file size ကဒီမှာ 2k ပေါ့နော် file size က 2k ကြီးရလို့ပြောရမယ်အဲသူကကြတော့ freedom software ရှိရယ် novice work freedom ဆိုတဲ့ software ရှိရယ်အဲ့ဒါကို download ဆွဲပြီးတုံးလို့ရှိရင်သူက mudio နဲ့တုံးလို့ရတယ်အဲဒီ mudio ဖြစ်တဲ့အတွက်ကြောင့်မလို့အကန့်အသတ်တော့ရှိရယ်သူကြည်လို့ရတယ်အဲ model တွေကိုစစ်ဆေးလို့ရတယ်ဖွင့်ကြည့်ပြီးတော့ဒါပေမဲ့သူကသူ့မှာတုံးလို့မရရည်လည်းရှိရယ်ပေါ့နော်အဲ့တော့ ဒီပတ်စံပေးပြီးရော license ဝယ်ပြီးသုံးတာကြတော့ Navis Web Manage လို့ခေါ်ပါတယ်။ Navis Web Manage ရဲ့ software ကို download ဆွဲမယ်ဆိုလို့ရှင်တော့သူက Udio ပေါ့နော် license ဝယ်ရတယ်။သူကကြတော့ဘယ်လိုမျိုးတွေထပ်ပြီးသုံးလို့ရလဲဆိုတော့သူကကြည်ယုံမဲမဟုတ်ဘူး view တွေကို save လုပ်တာလို့ review ရေးတာလို့အဲဒီ clutch detective လို့ခေါ်တဲ့ can shot check ကိုဆိုတာတစ်ခုနဲ့တစ်ခု model တစ်ခုနဲ့တစ်ခုထိဟိုလက်ပင်ဖြစ်နေလားပုတ်တိုင်းမှုဖြစ်နေလားဆိုရဲစစ်တဲ့ simulation တွေတို့စတဲ့ အဲ software ဟို function တွေပါထပ်ပြီးတော့တုံးလို့ရရပေါ့နော်ဒီ Julio version မှာ Julio ကတော့ကြည်ုံပဲကြည်လို့ရပါတယ်ဒါကတော့တို့ရဲ့နှစ်ခုရဲ့အပေါ်ရန်အဲဒီခြားနာချက်လေးတွေကိုနိုင်ရှင်းပြတာပါအဲ့ဒါဆို good type technique တကယ်တိတိကျကျပေါ့နော်တို့ကဘလို့အားသာချက်တွေနဲ့ဘလို့ function တွေရှိလဲဆိုတာကိုဆက်ပြီးတော့ကြည့်ကြည့်အောင် Navis Wakusu to Infra Wakusu no Hikaku တို့ကိုနှိုင်းယှဉ်ကြည့်ကြမယ် Navis Wakusu to Infra Wakusu no Gutai Tekinakino Sawa ခါဟျောနောဒိုရီတဲ့နာဗစ်ဝက်ရဲ့အင်ဖရာဝက်ရဲ့ဒီတိတိကျကျပေါ့နော်သူတို့ရဲ့ function တွေရဲ့ခြားနားချက်တွေကိုအောက်ကပြထားတဲ့ဇာတ်လေးနဲ့နှိုင်းရှင်းကြည့်ကြရအောင်နာဗစ်ဝက်ရှိမယ်အင်ဖရာဝက်ရှိမယ်သူတို့အသုံးပြုလို့ရတဲ့ function တွေဘယ်ဟာတော့ရတယ်ဘယ်ဟာတော့မရဘူးဆိုတော့ကြည့်ကြည့်အောင်တိုးကို model တွေနဲ့ဆောက်ဆေးဆိုတော့ integrated model model တွေပေါင်းစပ်တာပေါ့နော်ပေါင်းစပ်တာကကြတော့ nervous work ကို infra work ကိုရရပါတယ်သူတို့နှစ်ခုလုံးသုံးလို့ရတယ် GIS GIS တို့ Rendo GIS နဲ့ချိတ်ဆက်တာကြတော့ဘယ်လိုရလဲဆိုရင် infrared ကရပါတယ်ခန်းအီနာစခိတ်ခီနိုလလကူကူတုံးပြလိုက်တုံးပြလို့ရတဲ့ဒီဇိုင်းအဲဖန်ရှင်တွေပေါ့နော်ဒီဇိုင်းဖန်ရှင်တွေက infrared မှာပဲပါပါတယ်။နောက်ဖက်ဆိုမှမပါဘူး။ rendering ကို CG ဆောက်ကစေးဆိုတာ rendering ကိုပြောတာပေါ့နော်။ rendering လုပ်တာကရောနှစ်ခုလုံးမှာတုံးလို့ရတယ်။နောက်ဖက်ဆိုက infrared ကိုရတယ်။ animation ဆောက်ကစေး animation ကလည်း nowfix ကို infrared ကိုမှာပါပါတယ်။ ဒါကြတော့ initial simulation ဆိုတာဒီ sunshine simulation ပေါ့နော် နေအောင်ကြီးရဲ့အရေးကြတာတွေကို simulation လုပ်တာကတော့ infrared မှာပဲရတယ်နောက်ဘက်ဆိုကမရပါဘူးခန်းလျှော့ချက်ခုခန်းလျှော့ချက်ခုဆိုတာကြတော့ဒီဥပမာ river တွေတို့ pipe network တွေတို့ပေါ့နော်အလိုမျိုးတစ်ခုနဲ့တစ်ခုချိတ်ဟို time ပို့ time နေလားလက်ပင်ဖြစ်နေလားဆိုတာကို auto ဟို hydrothermal ခင်းစအခင်းရှစ်စုလုပ်လို့ရတယ် ိုရှာခိုင်းလို့ရတယ်ဘောလုံး software ထဲမှာအဲ့ banner က level ဖြစ်နေလဲဆိုတော့ရှာခိုင်းလို့ရတာကြတော့ novice work ကပဲ38 function ပါတယ် infra work မှာမပါဘူး 4D simulation 4D simulation ကကြတော့ဒီ project အစားကနေအဆုံးထိပေါ့နော်ဒီ simulation လုပ်သွားတာပေါ့အဲ့ဒီ simulation နေ animation တွေကကြတော့ timeliner နဲ့လောက်တာပေါ့နော် timeliner ကဒီ novice word တွေမှာပဲပါတယ် intro word မှာမပါဘူးပြီးတော့ review review key note ဆိုတာကြတော့ model ကိုကြည့်ပြီးတော့ review ရေးလို့ရတယ်တိုင်းတာလို့ပါလို့လို့ရတာတော့နှစ်ခုလုံးမှာပါတယ် novice word ကို intro word ကိုသုံးလို့ရတယ် success data နဲ့ story archive ဆိုတာကြတော့ attribute model ရဲ့ object တွေမှာသူက attribute တွေလိုက်ထည့်လို့ရတယ်အဲ့ဒါနှစ်ခုလုံး software နှစ်ခုလုံးမှာသုံးလို့ရပါတယ် cloud to key note ကကြတော့လည်းနှစ်ခုလုံးမှာသုံးလို့ ြားတဲ့ function တွေပါပါတယ်အဲ့တော့ diagnostic kino ဆိုတာသူ့ကိုတကယ်ကိုကိုစားပြုအားသာချက်တွေပေါ့နော်ဘယ် software ကတော့ဘာအားသာလဲဆိုတာကိုအကောင့်လုံးကြည့်ကြည့်လိုက်တော့ novice work ကဘယ်လိုအားသာချက်ရှိလဲဆိုရင်သူက can shot ချက်ခုသူ့မှာအားသာတယ် can shot ချက်ခုဆိုတာ clutch detective ဆိုတဲ့ function ပါတယ်ပေါ့နော် 4D simulation ဆိုတာ time line နဲ့ simulation လုပ်တဲ့ function သူ့မှာအားသာတယ်။ infrared ကကျတော့ဘာတွေအားသာလဲ။ infrared ကကျတော့ niche simulation ဆိုတာဒီနေရောင်ခြည်နဲ့အရေးကြတာလေးကို simulation လုပ်လို့ရတာအားသာတယ်။ GIS နဲ့ GIS သို့ Rindo ဆိုတော့ GIS နဲ့ချိတ်ဆက်လို့ရတာသူ့မှာအားသာချက်တွေရှိပါတယ်။